တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြားမလေးဝဝရဲ့ဘဝစကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ် ကဲအဲ့တော့ကဖိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစအဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲစနစ်ဖြစ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ဝမ်ဝမ်ကိုဇူလိုင်31ရက်လီယိုရာသီကွေးမှာမွေးဖွားခဲ့ပြီးသူရဲ့မွေးရမြေကတော့ Kerala River Land ပဲဖြစ်ပါတယ်ဝမ်ဝမ်ရဲ့မျိုးရိုးစလုံးကထန်မျိုးရိုးဖြစ်ပြီးတော့နာမည်ပြည့်စုံကတော့ထန်ဝမ်ဝမ်ပဲဖြစ်ပါတယ်ဝမ်လင်ဂျန်နဲ့ကဝမ်ဝမ်ကအသက်16နှစ်ရှိပြီးမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ် သူမဟာမစမန်မျိုးစားဟီးရိုးတယောက်ဖြစ်ပြီးမနာကိုအသုံးပြုရတဲ့ဟီးရိုးတယောက်ဖြစ်ပြီးတော့ damage type ဟာဆိုရင်တော့ physical ပဲဖြစ်ပါတယ်။သူမဟာလက်နက်နဲ့တိုက်ခိုက်တဲ့ဟီးရိုးမျိုးစားဖြစ်ပြီးတော့သူ့ရဲ့လက်နက်ကဆိုရင်သူမဖခင်ပေးရထားတဲ့ဒူးလေးငယ်ကလေးနှစ်လက်ပဲဖြစ်ပါတယ်။ဝမ်ဝမ်ကိုဘေးတဲပွိုင်း3200တောင်မှဝင်စိန်969လုံးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဒနာဟီလာ မသိမျိုးဖွဲ့ဝင်တယောက်ဖြစ်တဲ့အခြေတိုက်ကားလို့ခေါ်တဲ့ကြားကြီးရဲ့စိတ်ဝိညာဉ်က သူ့ရဲ့ပညာမွေးစက္ကံမဲ့သူကိုရှာဖွေလျက်ရှိပါတယ်။ဒီနေ့မှာတော့တောင်တန်းတွေထဲမှာသွာလာနေတဲ့မွေးကင်းစကလေးငယ်တဦးရဲ့ငိုတန်းတဲ့တဲ့ကိုအချေတိုက်ကကြီးကြားလိုက်ရပါတယ်။ကြားကြီးလဲသွားကြည့်လိုက်တော့ဘသူဆုတ်ဖြစ်သွားမှန်းမသိတဲ့အနီးနဲ့ထုတ်ထားတဲ့ကလေးလေးကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ကြားဝဉဉ်ကြီးလဲကလေးမလေးကိုမြင်မြင်ချင်းပဲချစ်ခင်သွားပြီးသူ့ရဲ့အမွေးစက္ကံသူအဖြစ်ဒီကလေးမလေးကိုရွေးချယ်ရန်ဆုံးဖြတ်ပြီးနောက် သူ့ရဲ့စွမ်းရည်တွေအားလုံးနဲ့ပညာမွေတွေအားလုံးကိုလွှဲပြောင်းပြီးနောက်ကျောင်းဝင်းကြီးကတဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။အခြေတိုင်ကရဲ့အမွေကိုဆက်ခံရရှိတဲ့အခါမှာဝါဝါရဲ့မျက်နှာပါအမတ်သားတွေထွက်ပေါ်လာပြီးတော့အချားမီးတစ်ခုလည်းထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ချိန်နှိုင်းငယ်ကြတဲ့အခါမှာထံမျိုးနွယ်စုခေါင်းဆောင်ကတော်တဲ့ကိုလမ်းလျှောက်လာရင်ဝမ်ဝမ်ဖြစ်လာမဲ့ကလေးမလေးကိုတွေးလိုက်ရပါတယ်။ထံမျိုးနွယ်စုခေါင်းဆောင်ကလည်းလူတစ်ပိုင်းခြားတစ်ပိုင်းဖြစ်နေတဲ့ တမန်ကြားလေးဝဝံကိုမွေးစားပြီးတော့ထံဝဝံလို့အမိပေးခဲ့ပါတယ်။ထံမျိုးနွယ်စုဆိုတာကျွန်တော်တို့တို့တော့မစိမ့်ပါဘူး။ပင်လယ်နယ်ပြားထံဆန်းတည်ထောင်ထားတဲ့ထံမျိုးနွယ်စုကလက်နက်ပုံအထူးပြုလုပ်တဲ့ဂိုင်းတစ်ခုဖြစ်နေတရုတ်ရာဇဝင်မှာအထူးထင်ရှားကျော်ကြားပါတယ်။ခိုင်နွေရှုပ်ရှင်းများကြောင့်ထန်ခိုင်ကောင်းဆောင်ကတောထဲမှာဝဝံနဲ့အတူတာဖာနှစ်ယောက်တစ်တစိမ့်နေထိုင်ပြီးဝဝံအားထန်ခိုင်ရဲ့လုံးဝပညာရံများကိုသင်ကြားပေးခဲ့ပါတယ်။တမန်ကြားပေါ့ဆာလေးဝဝံက အရာရာကိုသိစေစိတ်ပြင်းပြပြီးတာမဖြတ်လက်တဲ့အတွက်သူ့ရဲ့ဖခင်ထန်ကောင်းဆောင်တင်ပေးတဲ့လျှို့ဝှက်လက်နှုံးပြစ်ခတ်တဲ့အတက်ပညာများကိုတဖက်ကန်းခတ်တက်မြောက်လာခဲ့ပါတယ်။ဝမ်ဝမ်ဟာလက်နှုံးပြစ်ခတ်ရမှာဘလောက်ထိကျွမ်းကျင်လာခဲ့သလဲဆိုရင်မိုင်းယာနဲ့ချီ၊ကွာဝေးနဲ့နှင်းဆက်နှင်းပွင့်ကလေးကိုတောင်နှစ်ချက်ခွဲသွားတဲ့အထိ ပြစ်ခတ်နိုင်ခဲ့ပါတယ်။ဝမ်ဝမ်ရဲ့အဖေဟာဝမ်ဝမ်အသက်၅နှစ်ပြည့်မွေးနေ့မှာသမုတ်တရားအုပ်ချုပ်ကနေရရှိတဲ့အလွန်မှကြောတဲ့တတူးနဲ့ပြုလုပ်ထားတဲ့ ဒူးလေးငယ်နှစ်လက်ကိုလက်ဆောင်ပေးခဲ့ပါတယ်ဒူးလေးတစ်လက်ကိုအချောင်း81ချောင်းကာပြီးပြင်မလွဲထိတ်တန်းလက်နက်ပုံးလက်နက်တစ်ခုဖြစ်ပါတယ်သိချင်းစိတ်ပြင်းပြပြီးစူးစမ်းခြင်းနဲ့ဝဝကအပြင်လူလောကကိုရှောက်ကြည့်ခြင်းတော့လေသူ့ရဲ့ဖေးကအပြင်ကိုထွက်ခွင့်ပြုမထားပါဘူးဒီလိုနဲ့ဝမ်ဝမ်ကတပြေးပြေးအရွယ်ရောက်လာပြီးအပြင်ကိုခိုးထွက်ဖို့ကြံစီပါတော့တယ်။သူဖခင်လက်မှာအပြင်ကိုခိုးထွက်လာတဲ့ဝမ်ဝမ်က တောင်ကျေးမှာဒဏ်ရာပြင်းထန်စွာရနေတဲ့ Black Dragon ယူကျုံးကို တွေ့ရှိလိုက်ရပြီးယူကျုံးကိုကယ်တင်ရန်သူမယီဖခင်တန်ကောင်းဆောင်ကိုပြန်ခေါ်လိုက်ရတဲ့အတွက်သူ့ရဲ့ပြင်ထွက်ဆက်ဆူရမယ့်အခွင့်အရေးကလေးပြတ်သွားပါတော့တယ်။ဒါကြောင့်ပဲအပြင်ကရောက်လာတဲ့ယူကျုံးကမင်းကများဒရဆန်မေးကဒုက္ခပေးပါတော့တယ်။စကားနှဲပြီးအေးဆက်တဲ့ယူကျုံးကနောက်ဆုံးမှာတော့သူ့ရဲ့အသက်သခင်ဖြစ်တဲ့ဝမ်ဝါအားသိရှိစွာလူလောကအကြောင်းအားရှင်းပြရပါတော့တယ်။ ဒီလိုနဲ့တနေ့မှာဒံရရပြောက်ခင်းလာတဲ့ယူကျုံးဟာဝန်ဝန်တို့သားဖကိုအတိမပေးပဲတိတိဆိတ်ဖွက်ခွာသွားပါတော့တယ်ဒီလိုနဲ့ပဲတငယ်ချင်းတယောက်ရပြီလို့ထင်ထားတဲ့ဝန်ဝန်လေးဟာစိတ်မကောင်းဖြစ်သွားရပါတော့တယ်သူမရဲ့ဖခင်ဖြစ်တဲ့ထန်ကောင်းဆောင်ကအရွယ်ရောက်လာတဲ့ဝန်ဝန်ကို Great Dragon ကြီးရဲ့လက်အောက်မှာပညာသင်ကြားစေခဲ့ပြီးဒီချိန်မှာဝန်ဝန်က Oriented Fighter တယောက်ဖြစ်လာခဲ့ပါတယ်ဘာရှာလင်းကျင့်လုံတို့ဟာဝန်ဝန်ရဲ့ Senior ကိုများဖြစ်ကြပြီး ခြံအယ်ကတော့ဂျူနီယာညီမလေးတစ်ယောက်ပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်တစ်ချိန်မှာယူကျုံးတစ်ယောက်ကေရီယာရေဘာလက် Dragon Era ကိုကျူးကျော်တိုက်ခိုက်တာတဲ့အခါမှာ Oriental Fighter များကပြန်လည်ခုခံတိုက်ခိုက်ခဲ့တော့လေယူကျုံးကမနိုင်ခဲ့ကြပါဘူးဝမ်ဝမ်ဟာသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ယူကျုံးကိုမတိုက်ခိုက်သလိုယူကျုံးကလည်းသူ့ရဲ့အသက်သခင်ယေရှုရှင်ဖြစ်ခဲ့တဲ့ဝမ်ဝမ်ကိုမတိုက်ခိုက်ခဲ့ပါဘူးပြင်းထန်တဲ့တိုက်ပွဲကြမှာဝမ်ဝမ်လေးဟာ ရဲရင်များစီးချနေပြီးသူ့ရဲ့တငယ်ချင်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ယူကျောင်းကမတိုက်ခိုက်ဖို့သာတဖွားဖွားအော်နေခဲ့ပါတယ်ယူကျောင်းဟာနောက်ဆုံးမှာအောင်နိုင်ခဲ့တော့လဲအသက်သခင်ဖြစ်တဲ့ဝန်ဝိုင်လေးရဲ့မျက်နှာကြောင့်အသေးနုတဲ့လူချမ်းကြီးက Dragon Eater ကိုမသိမ့်ပိုက်တော့ပဲသူ့ရဲ့တံများနဲ့အတူပြန်လဲဆုတ်ခွာသွားပါတော့တယ် Black Dragon နဲ့ Great Dragon ချာကမပြေလည်နိုင်တဲ့ရန်ညိုးရန်စာများဟာဝဝန်းကြောင့် Dragon Energy ဟာအတိုက်အခါတစ်ခုအထိငင်းကျန်းသွားပါတော့တယ်။ဝဝန်းဟာ2019 November 26ရက်နေ့မှာလမ်းဟော်တောင်းကိုတရားဝင်ရောက်ရှိလာခဲ့ပြီးသူမရဲ့သွက်လက်ပြက်လက်တဲ့တိုက်ခိုက်မှုတွေကြောင့် Mobile Ninja က Player တွေချာမှာနာမည်နှလုံးနဲ့ကြော်ကြားလျက်ရှိပါတော့တယ်။ဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ဂျာမာလေးဝဝန်းရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်။ ီဗီဒီယိုလေးကိုကျန်းနေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဘောဝါရုပ် channel ကို subscribe ပြုလုပ်ပေးခဲ့ကြပါဦး comment လေးတွေရေးခဲ့ကြပါလက်မလေးနှိပ်ခဲ့ကြပါဗီဒီယိုသစ်တင်တိုင်းသိအောင်လို့လည်းဘေးနားက notification bell လေးကိုဖွင့်ပေးခဲ့ကြပါဦးဘောဝါရုပ် channel လေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ